ကဏ္ဍကောင်လေးတွေအကောင်90တွတ်လိုက်ပါမယ်ตาดุဗျာตาดุตาดุအခုလိုမျိုးခဏန်းလေးတွေလှုပ်ရတဲ့အကျိုးတရားကြောင့်เนาะစိတ်သွားတိုင်းကိုပါရေလူရဆန္ဒတွေလည်းတလုံးတဝပြေးပါစေရေလိုမှွေးလိုပန်းလိုလည်းအေးပါစေဗျာเนาะကဲအချိန်လေးတွေအရန်ကိုကောင်းပြီးတော့เนาะဒီတဲ့ဘွားကတေလုံးတဲ့အခါနောက်ဘွားကျရင်နတ်သမီးလှလှလေးဖြစ်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 ခဏန်းွက်ကြော်လေး အဲ့လိုကြီးအားရပါရမစားရရင်မနေတာကိုပူပူလေးခုမှရောက်လာတာအေးဟုတ်ဒီမှာစောနာပဲလွတ်တယ်အခုပြန်စားနေတယ်ဘလို့ကြီးတော့လို့လကားစားတာပါကျွန်တော်တို့အန်တီကွန်ကကြတော့ကျွန်တော်ငငယ်တဲ့ကအဲလုံးဝအားပေးလာရတဲ့ကျွန်တော်တို့ပြောမှဆိုလို့ရှိလို့ရှိရင်ကျွန်တော်ကအိုက်ဒေါ်ကြီးလို့ပြောလို့ရတာပေါ့နော်အန်တီကွန်ဆိုတာတေးဥဆောင်လည်းအရင်ကောင်းတယ်ကျွန်တော်ငငယ်လေးတွေကဇက်ကားတွေအများကြီးမှာပေါ့နော်ပါဝင်တဲ့ရီးရတယ်ဗျာ เนาะကျွန်တော်ကလေးဘွားတွေကကြည်လာခဲ့ရည်ရတဲ့အတွက်ကိုဒါကကျွန်တော်ကစားနောက်ခြင်းဖြစ်ပါတယ်အနီကုန်းစိတ်မဆိုးပါနဲ့เนาะနောက်ခါကဏန်းကျော်စားကျွန်တော်လည်းခေါ်ကြွေးပါအောင်လို့ဟဲ့ကျွန်တော်မင်းသားပါခမညာကျွန်တော်မင်းသားပါခမညာဟဲ့ရှင်ဘလို့ပြလားဟာရှင်မျက်နှာဟောကြောက်ပြီမဟုတ်ဟောမှောက်ကြလာကုန်တယ်ဟဲ့ဟုတ်တယ်စောနာမှာချော်လေးပြီးထလာဟဲ့ဘယ်ကမှောက်ကြောက်ပြီမဟုတ်မှောက်ကြလာမှာဒီမှာရွှေပြည်နန်းနေလေဒီမှာရွှေပြည်နန်း အော်ရွှေပြည်နန်းကနေပြီးတော့ရွှေပြည်နန်းကိုယ်စားလှယ်ပြောက်ကိုစိုးလွင်ရေးတဲ့ကျွန်တော်ဒါလေးရောင်းပေးပါတဲ့ပြစ်ထွက်ရတော့မအောင်မဟုတ်ပါဘူးเนาะသူတို့သူသူကကြတော့ဟိုဘယ်လိုလဲဆိုတော့ရောင်းလို့သူမအားလို့မအားလို့ဆိုတော့ဒါလေးကြော်ညာပြီးရောင်းပေးပါလားအကိုကြီးဆိုတော့အဲ့ဒါကြောင့်မလို့အာကြော်ညာပြီးရောင်းငိုင်းလို့ကျွန်တော်ရဲ့ချောမောလှပါတဲ့မျက်နှာလေးပေါ်မှာဒီရွှေပြည်နန်းဘူးလေးတွေတနက်ခါလေးတင်လိုက်တော့လှသွားဘူးလားကြည့် လာသွားတယ်မဟုတ်လားအဲရွှေပြည်နှံကိုအခုလိုလိမ့်မယ်ဆိုလို့ရှိလို့ရှင်ကျွန်တော်မျက်နှာလုံးမဲ့ချောမောလှပါ၆ပြည့်ခင်တဲလဲစင်ဖြစ်ပါဗျာအဲဝှစ်ဆောင်ရယ်စပယ်ရှယ်အပြန်သာလှလိုက်တယ်ဟုတ်မဲဒါလဲဒီဥစ္စာလဲလေရွှေပြည်နှံကလက်ဆောင်ပေးထားတာဒီအင်းကြီးဟုတ်တယ်ဒါသူလက်ဆောင်ပေးတော့ကျတော့ယောက်ျားလေးတားလေးမွေးလာလို့ရှင်ဝတ်ဖို့ဆိုပြီးစွတ်ကျယ်အဲ့ဒါလေးပေးထားတာဟိုတနေ့ကလေအဲ့ဒါဟိုဖြစ်လို့ဆိုရှင်လျှော်လိုက်တာအခုလူကြီးတော့ကောင်းကောင်းဝတ်လို့ရသွားတာဟိုမကြီးနောက်နောက်ထပ်မလျှော်ရဲဘူး ရှင်းအောင်လုပ်လို့ရမှာဆိုလို့เนาะအင်းကြီးအားကြောင့်ရွှေပြည်နန်းနေလဲကျွန်တော်မှာရှိတယ်ဆိုတဲ့အကြောင်းပြောပြပေးတာပါနောက်ပြီးတော့ကျွန်တော်စီမှာဒီမှာငချောက်မျိုးစုံတွေလည်းရှိတယ်ဗျာเนาะငချောက်မျိုးစုံတွေလည်းရှိတယ်ကဲကိုစရာမြန်မာကကိုညိကိုမောင်တို့တွေဘာလုပ်နေလဲကဲမြန်မြန်လာလာလိုက်ကြတော့ဗျာเนาะရွှေပြည်နန်းလဲဝယ်ပါဦးမသားဘောင်းနေတာရုပ်ရှင် ကဲဒီနေ့မှာတော့ကိုညီကိုမောင်တို့မတွေကိုကျွန်တော်ဖုတ်ဘလော့လုပ်ပေးမှာကပရစ်ဖုတ်ဘလော့ဖြစ်ပါတယ်เนาะဟောဒီပရစ်တပန်းလုံးကိုတထိုင်နဲ့ねကျွန်တော်ကုံအောင်စားပြမှာဖြစ်ပါတယ်မယုံဘူးဟုတ်လားเนาะဒါကျွန်တော်စားနိုင်တယ်ဆိုတာတခြားတော့မဟုတ်ဘူးဒီမှာเนาะခြေထောက်တွေဖြတ်တာအဲ့အတွက်ရှားနေပိုင်မဆူဘူးညာအဲ့တော့ကျွန်တော်ဒီတပန်းလုံးကိုပရစ်ကိုကုံအောင်စားပြမလုံးဝမအီစေရဘူးเนาะကိုညီကိုမောင်တို့ကလုံးဝမအီစေရဘူးအဲ့ဒါဆိုကဲကိုညီကိုမောင်တို့ကကြည်ပါဒီနေ့ပရစ်ဖုတ်ဘလော့သူများတွေကတခြားဟာလို့ကျွန်တော်အဲ့ဒါတွေမလုပ်ဘူးစားပြမယ်ပရစ်ဆိုတာဒီတိုင်းစားလို့မကောင်းဘူး ပရက်ကိုဒီမှာပေါ့ဒီလိုကြပြင်ပြင်းတော့တန်ရဒီလိုနေနေထက်ဒီမှာကြီးလက်လက်လေးထဲမှာထက်อืมပြီးလို့ရှင်ရဒီမှာကျွန်တော်ငရုတ်သီး6တောက်ပေါ့နော်ငရုတ်သီး6တောက်လေးကိုငရုတ်သီး6တောက်လေးကိုပရက်ရဲ့ကျွန်တော်ပေါင်ကြားမှာညှက်လိုက်ကျွန်တော်ပြပရက်ပေါင်ကြားမှာငရုတ်သီး6တောက်ညှက်လိုက်ဟမ်လားโอเคရပြီမှာဟမ်ပေါင်ညှက်တာလေးပေါ့အဲဒီမှာနော်ဒါလေးဒီလိုလောက်ပြီးလို့ရှင်ပြီးလို့ရှင်ပါးစပ်လေးထိုးထက်အဲ့ဒါအစားစားခြင်းနဲ့လူတွေတို့က ခေါင်းနဲ့ရုပ်သားပါအောင်လိုင်လို့လို့ပြည်မန်းကြောက်လို့ပါဆိုအဘာလုံးဟုတ်ပြည်ပြည်ပူပလောရရနေလားအဲဒီသားရဘလူအဲပူပလောရတာဇင်းရအောင်လို့ပါဆိုကမှပဲပြည်မန်းကြောက်လို့ပါဆိုကမှပဲဟိုကခုမှတော့ပူပလောရရစားစားချင်တယ်အဲစုံစားအောင်ကြည့်အာ